မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ပျောက်ကြားအဖွဲ့ WUB ရဲ့ဘော်နယ်ဦးချက်ဗက်စတက်တန်ဖန်စီကန်နာရောက်ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တကူဖြစ်တဲ့ရန်ကုန် UG ပြည်ပအာမီတပ်ဖွဲ့ဝင်ရဲ့ဘော်နယ်ဦးချက်ဗက်စတက်ဖန်စီကျင်းခံရလို့ဆိုပါတပ်ဖွဲ့ကထုတ်ပြန်နေ WUB ရဲ့ဘော်နယ်ဦးဖြစ်တဲ့ KC နဲ့မိုးလီတို့ဖန်စီခံရတာဖြစ်ပြီးသူတို့နှစ်ယောက်နဲ့ဆက်သွယ်ရှိသူတွေအနေနဲ့လုံးဝဆက်သွယ်မလုပ်ကြဘဲ WUB ကသတိပေးတယ်။ ဝိုင်းယူပီရေပေါ်အင်းနေနဲ့လည်းလက်ရှိမှာရေပေါ်နေရာပြောင်းရွှင်နေရပြီးပြောင်းရွှင်စရိတ်အတွက်အားဖြင့်ကူညီထောက်ပံ့မှုလွှဲနေလို့យေတာထားတယ်။ရန်ကုန်မြို့ပေါ်မှာဂျပ်ဖက်စစ်ကော်မရှင်ကလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးမှုပြင်လက်ရှိမှာရွေးကောက်ပွဲတူနှောက်ရှက်မှုပြင်ခေါင်းစဉ်မျိုးမျိုးတက်ကဖမ်းဆီးမှုတွေလုံဆောင်နေတယ်။ပြည်ခဲ့အောက်တိုဘာလမှာရန်ကုန်တိုင်းတွင်စစ်ကောင်မရှင်မတရားဖမ်းဆီးခြင်းခံရသူ64ယောက်ရှိခဲ့ပြီးရန်တပ်ဖမ်းဆီးခြင်းခံရသူတွေရှိသူတို့တရင်တိကျနဲ့စောင့်ဆိုင်ဖမ်းဆီးခံရသူ16ယောက်ပါဝင်ခဲ့လို့ Rankans Corner ကဖော်ပြပါဗျာ။ ဇလဗီတနင်္သာရီနဲ့နထိုးကြီးမြို့နယ်တို့မှာစစ်မှုထမ်းတပ်သားတင်နှောင်ကလက်နက်ခဲများယူဆလာပြီးအလင်းဝင်တနင်္သာရီတိုင်းတနင်္သာရီမြို့နီးရှိအောင်ကင်ရွာချိန်ဆိုင်ခမ958တိုင်ကလည်းစစ်မှုထမ်းတပ်သားတင်တောင်ကတနင်္သာရီယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကဖတ်တာဝန်ရှိသူကပြောပါတယ်။ ော်တိုမလန်တရနေ့တနင်္သာရီမျိုးနေ့ရှိအောင်ကင်းအချိန်ဆိုင်ခမ99ခွန်တန်ကနေစမှုရတတာတင်ပေါင်းဆောင်ကတနင်္သာရီမျိုးနေ့ပြည်သူ့ကာကွယ်ရေးဖွဲ့တန်းဆက်သွယ်ပြီးလက်နက်နဲ့တူလင်းဝင်အောင်လာခဲ့ကြောင်းသိရတယ်။အလင်းဝင်စစ်မှုရတတာမှာ MA1 တနက်တက်လက်ကြီးပေါင်း9ခုကြီး120တောင်းလို့ယူဆောင်လာခဲ့ကြောင်းစစ်မှုရတတမှာပုံပြမြို့နယ်စကခ73မှာမုံမှန်တင်တဲ့နှစ်ပတ်တရားခဲ့ပြီးနောက်မြိတ်မြို့တရားတုံတကုပ်ပုံဆောင်ခင်အားကြောင့်ရင်းနောက်အကင်းအခြေဆိုင်ခမ59တိုင်ကိုရောက်ရှိလာပြီးသမုတ်ချုံရဘက်ကိုစစ်ကြောင်းထွက်လာစေထွက်ပြေးလာခြင်းဖြစ်ပါတယ်။ သူကစစ်ကြောင်းထွက်လာရင်တမုတ်ကျုံရွာအနီးမှာထွက်ပြေးလာပြီးတော်လိုင်းတက်တွေရှင်းနေရကိုစုံစမ်းဆက်သွဲလာတယ်။သူကပေါ်တာဆွဲခံရတာဟုံးမလင်းမှာရှမ်းနီတဖွဲပေါ်တာဆွဲခံရပြီးဖန်စီဗီစစ်တပ်ထဲကိုပို့လိုက်တာလောလောဆယ်ကျွန်တော်အဖွဲ့ကစက်သိန်း20ကနေအချင်းမြင့်ထားပါတယ်။ MOD ကချင်းမြင့်ဝင်ကြလာရင်လည်းထပ်ပေးသွားမှာပါ။အလားတူမန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာလည်းစစ်မှုရေးတပ်သားတွေတို့လက်နက်ခဲများယူဆပြီးအဝင်းလင်းဝင်ရခဲ့ကြောင်းနထိုးကြီး PDF ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာနထိုးကြီးမြို့နယ်တွင်ရှိ Jeffers စစ်တပ်ကစစ်မှုရေးအပစင်15တပ်သားတွေတို့က နရိုးကြီးပီတဲ့တန်လက်နက်ခဲများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြီးပြည်သူ့ရင်ခွင်ခုံလုံးနဲ့စစ်မှုထမ်းတပ်သားတက်တဲကိုလည်းအလင်းဝင်ရောက်ကြရန်နရိုးကြီး PDF ကဖိတ်ခေါ်ပါတယ်။ ဆလပီသဂိုင်းတိုင်းရဲ့ဂျာကာလာဆိုရဝင်ကြီးချုပ်ဖြစ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ပြီးသဂိုင်းတိုင်းဖက်ဒရယ်လွတ်တော်ကတာဖြင့်ဦးမြင့်ထွေးရွေးကောက်ခံရဆရာနာရှင်စန်းကျင်တော်လင်းအားကောင်းတဲ့သဂိုင်းတိုင်းရဲ့ဂျာကာလာဆိုရဝင်ကြီးချုပ်ဖြစ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ကြောင်းသဂိုင်းဖက်ဒရယ်ယူနစ်လွတ်တော်စတ္ထမပုံမှန်စည်းဝေးတင်ဝင်တင်ထောက်ပြန်နေယနေ့သဂိုင်းဖက်ဒရယ်ယူနစ်လွတ်တော်စတ္ထမပုံမှန်စည်းဝေးမှာသဂိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာယူနစ်ဆွေအဖွဲ့ ဝင်ကြီးချုပ်လာအမိစင်းကိုလွတ်တော်ကိုတင်သွင်းအတည်ပြုခဲ့ခြင်းဖြစ်ပြီးစကိုင်းဖက်ထရယ်ယူနစ်ကြားကလာဆွေရောက်ဖွဲ့ဝင်ကြီးချုပ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်တဲ့ယနေ့စကိုင်းဖက်ထရယ်ယူနစ်လွတ်တော်စတမပုံမှန်အစည်းအဝေးမှာစကိုင်းတိုင်းဝင်ကြီးချုပ်အပြင်စကိုင်းတိုင်းဒေသကြီးလွတ်တော်ကြီးကဲ့ကိုပါအတည်ပြုတောင်းပေးခဲ့ကြောင်းစကိုင်းဖက်ထရယ်ယူနစ်လွတ်တော်ကထားဖြင့်ဦးမြင့်ထွေးကိုရွေးကောက်တင်မြှောက်လိုက်ကြောင်းဖြစ်ပါတယ် ဆက်လက်ပြီးရွှေကုတ်ကူမှကြားဖြန့်ခိုင်းနေကိုအပြတ်နိုင်နေတော့မယ်လို့စစ်တပ်လောက်ခံ BGF 9မောင်စောပြောပြန်အမေရိကန်နဲ့တရုတ်ဖျားကြောင့်မဟုတ်ပဲ BGF ကကြားဖြန့်နေတဲ့အဆုံးဖြတ်တဲ့အချိန်နဲ့ဖျားပစ်ချိန်တိုက်ဆိုင်မှုဆို ကင်းပြည်နယ်မြောင်းရီမြို့နယ်ရှင်ကုတ်ကုံမြို့တွင်မှာကြားဖြတ်နေကိုပြီးသက်အပြည့်နှိမ်နေတော့မည်ဖြစ်ကြောင်းစစ်တပ်လက်ခံကင်းနယ်ကြားဆောင်တဲ့ PDF မှာနိုင်မောင်စောကပြောပါရယ်ရှင်ကုတ်ကုံမှာကြားဖြတ်တထောင်နဲ့နှစ်ထောင်ကြားရှိကြားဖြတ်နေကိုလုံးဝမထားတော့ဘဲအပြည့်အပြည့်နှိမ်နေတော့မည်ဖြစ်ကြောင်းထို့သောနေနေရမှာစစ်တပ်နဲ့ပူးပေါင်းမိနှိမ်နေမည်ဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖီအားရှိလာပြီးတော့မဟုတ်ဘဲ PDF ကကြားဖြတ်နေတဲ့အဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း၎င်းကဆိုတယ် ရွှေကောက်ကိုနိုင်ငံသားယင်းနီမြုံနယ်မိုးဖိတ်ခေါ်ခဲ့တာကဖွံ့ဖြိုးတိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါအဲဒီပုံမှန်နိုင်ငံသားတွေကသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့ကမ္ဘာပေါ်မှာလိမ်လည်မှုပြုလုပ်တဲ့ဆရာကိုကျွန်တော်ခုနောက်ပိုင်းမှာတွေ့နေကြကြလေးသိလာရတယ်။အဲဒါကြောင့်အခုနေအခုချိန်ကကမ္ဘာကြီးနဲ့တူအိန္ဒိယနိုင်ငံနဲ့တူကိုရိုဆိုရနဲ့တူ plan A B C ရှိရနေအောင် plan B နဲ့ plan C ကိုပေါင်းပြီးတော့ပြီးတိုင်ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မယ်။လုံအောင်ပျောက်တဲ့အထိရပ်ပိုင်းတွင်မှာပြီးတိုင်ဖယ်ရှားရှင်းလင်းမယ်။နောက်ထပ်ဆရာမရှိဘူးလို့ BGF နိုင်မောင်စောကပြောတယ်။ ရွှေကောက်ကိုတည်ထောင်သူရှိစီချင်းကိုဂျာပြန့်ငွေလိမ်မှုတွေပါဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ10ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းဂျာပြန့်တွေကိုကာကွယ်ပေးနေတဲ့တိကိပီရဲ့တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကဂျာပြန့်တိုက်ဖျက်အတူတဖွဲ့ဖွဲ့စည်းခဲ့တယ်။ထိုကဲ့သို့အခြေအနေဖြစ်ပေါ်လာချိန်မှာ BJF နိုင်ပေါင်းစုံကဂျာပြန့်တွေလုံးဝအပြတ်နှိမ်နေတော့မယ်လို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်တဲ့တခြားတပ်ဖွဲ့မှလည်းစစ်တပ်ကရွှေကောက်ကိုတကူ BJF နဲ့အတူတွဲဖက်ဝင်ရောက်နေရယူထားပြီးများမကြာမီ KK ဘက်ကဲ့သို့ဟန်ပြဂျာပြန့်ရေးရုံမှုတွေဆောင်ရွက်ပြင်ဆင်နေကြောင်းကရင်စိတ်သတင်းမြစ်ကပြောတယ်။ ။မြောက်ရီမြို့နယ်မှာကြားဖြတ်စင်နာတွေကိုပြီးကျဲစွာချစ်သူ DKP အပါအဝင်စစ်တပ်နဲ့အစဉ်ပြတ်လက်နက်ကင်တပ်ဖွဲ့တွေကကြီးကျယ်လုကိုင်းနေခြင်းဖြစ်ပါတယ်။ဆလာဘီမကွေးတော်မှနိုင်ငံတွေကိုအလုတ်ကျန်းခိုင်းစေနိုင်ငံလေပိုင်းရှိမကွေးအကျဉ်းထောင်မှနိုင်ငံ၏အကျဉ်းသားတွေကိုထောင်တွင်အလုတ်ကျန်းနေခိုင်းစေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ၏ကျန်းသားများကထုတ်ပြန်သိပေးပါရယ် အလောက်ကျန်တဲ့ထောင်နဲ့ကြားရတဲ့နိုင်ငံအကျဉ်းသားတွေကိုမြေတူးခိုင်းတာမိလာတန့်ရွှေလောက်ခိုင်းပြီးဖိနှိပ်မှုလှုပ်ဆောင်နေတဲ့ PPN ကဆိုတဲ့အခုနှစ်အတွက်အလောက်ကျန်စီခိုင်းခရန်တူနိုင်ငံအကျဉ်းသား40ဦးရှိခဲ့ပြီးပြီးခဲ့တဲ့ April မွေဇွန်လအမှအများဆုံးဖြစ်ခဲ့လို့ PPN ထံကနေသိရပါဗျ။နိုင်ငံအကျဉ်းသားတွေကိုနိုင်ငံအကျဉ်းသားလို့မသတ်မှတ်ထားအလောက်ကျန်တဲ့ထောင်နဲ့ပါတဲ့အတွက်ဒီလောက်တွေလုံးရမယ်ဆိုပြီးခိုင်းတာလို့ PPN ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်တွန်းကပြောပါဗျ။ထောင်နဲ့မှာလှုပ်ချမ်းပါတဲ့အတွက်အလုံးမလို့ချင်ငွေကျဲတောင်းခဏကလည်းထောင်နှင်းစည်းဝိုင်းလို့ဖြစ်နေလို့နိုင်ငံချင်းတောင်းဟောင်းချွန်ကပြောတယ်။ မကွေးတိုင်းဟာနိုင်ငံရေးကျင်းသားတွေကိုဖိနှိပ်တဲ့ထောင်စင်းထဲမှာပေါင်ပြီးထောင်ပြောင်းလာသူတွေကိုဘူဝမာရဲရိုက်နှက်တာမျိုးလှုပ်ဆောင်လေးရှိတယ်။ဆလဘီငိမ့်ချဲယူထိုင်တိုင်းတာလနဲ့ကိုင်ဖွဲ့သစ္စာမရှိဘူးလို့စစ်ကောင်းဆောင်ပြောငိမ့်ချဲရယူထိုင်တိုင်းတာလနဲ့ကိုင်ဖွဲ့စီဟာနိုင်ငံတော်အပေါ်သစ္စာဆောင်သိမှုမရှိဘဲကိုကျိုးစီးပွားအတွက်တရားမဝင်ကုန်သွယ်မှုမှာပေါင်ပတ်သက်နေလို့စစ်ကောင်းဆောင်ကပြောတယ်။နိုဝင်ဘာလ16ရက်ကမွန်ပြည်နယ်မော်လမြိုင်မြို့ရှိပြည်နယ်ခမ်းမမှာဌာနဆိုင်အတဝန်ရှိသူတွေစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်ဒေသခံပြည်သူချုံနဲ့တွေ့ဆုံစဉ်အာနာသိန်းစင်ကောင်းဆောင်ဘုဂျုံမူကြီးမြန်လိုင်ကပြောဆိုခဲ့တာပါ။ စေကောင်းဆောင်အနေနဲ့ဇက်ဒေတာရဲ့မတင်ငြိအေးချက်မှုအားနယ်လာကြောင်းတချို့သောနယ်ဇက်ကိတ်တွေကိုပိတ်ထားပြီးတရားဝင်ကုန်သွယ်မှုတွေပုံမများပြလာလို့ဆိုတဲ့တရားဝင်ကုန်သွယ်မှုကြောင့်နယ်ဇက်ဒေတာရှိလက်နက်ကိုင်ဖွဲ့စည်းကိုတက်ဆိုးရှေ့စေပြီးရတင်ရတိုက်တဲ့အခွန်ကားတွေရရှိမှုမရှိတဲ့အတွက်ထိခိုက်နေတယ်လို့စေကောင်းဆောင်ကပြောတယ်။ဒါအပြင်နယ်ဇက်ဒေတာရဲ့မှာအွန်လိုင်းသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းစားမှုကျွလွန်နေသူတွေမရှိစေလေးထားစာလျှောက်ရှိပြီးအခြေခံအဆောက်အဦတွေပါအမြင့်ပြတ်ချိန်မုံရှင်းလင်းသွားမယ်လို့ပြောဆိုခဲ့တယ်။ မနသိန်းကောင်းဆောင်ပြီးခဲ့နိုဝင်ဘာလ15ရက်နေ့ကကင်ပြည်နယ်ဖမ်းမြို့ကိုရောက်ရှိခဲ့ပြီးသူ့ရဲ့ခရီးစဉ်ကြောင့်ကင်းနယ်ကြားဆောက်တဲ့ BGF ကငိန်ချင်းကောင်းစီ KNU KNL PC DKB တပ်တို့ကိုဖမ်းမြို့တွင်ဝင်ရောက်ခွင့်ပိတ်ပင်ထားလို့ဒေသခံတွေပြပြကြေညာတရားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။